ံပါတ်80သာသနာတရားဓမ္မစရိယ PhD BAME အရှင်ပြည့်မဟာပလင်9နိုင်ကိုတွေ့ဘလို့ရင်ဆိုင်ပြီးဘလို့ဖြည့်ရှင်းကြရတယ်ဘလို့အကျိုးတရားတွေရတယ်ဆိုတော့ကိုတွေ့လေးလျှောက်ပါအောင်ညာပထမပိုင်းတော့မွေရကြိုက်ပါတယ်ခင်ဗျာမွေကြိုက်တာပေါ့ဒီမျိုးတော့တီးခံခြင်းနဲ့ပဲကြော်ဖြတ်ပါတယ်ခင်ဗျာတီးခံခြင်း ဝိရိယကိုရှိထားပြီးတော့မှဘုရားတပည့်တော်အာထုတ်ပါလေဘုရားအာထုတ်ရင်အာထုတ်ရင်နဲ့တဖြည်းဖြည်းဝေဒနာနဲ့စိတ်နဲ့တခြားစီဖြစ်လာပါလေဘုရားဖြင်းဖြင်းတဖြည်းဖြည်းစိတ်တွေကလွတ်သွားပါလေဘုရားစိတ်တွေလွတ်တဲ့အချိန်မှာမွေကထပ်ကြိုက်ပါလေဘုရားတော်တော်ပဲမြင့်ကြီးကြားရတယ်ဘုရားဒီကြပြီးတော့မှဒါလည်းတိခံပြီးတော့မှဘုရားတပည့်တော်ငါးနာရီကို အောင်အောင်မြင်မြင်ကြော်ဖြားခဲ့ပါတယ်ဖျားဂါတိုင်းဆိုရင်ဖျားတပြည့်တော်စိတ်ကူးပေါက်တဲ့အချိန်မှ15မိနစ်ပဲတရားထိုင်ပါတယ်ဖျား15မိနစ်တောင်မှအင်္ဂရှင်ဝိရဏရည်နဲ့ကြော်ရပါတယ်ဖျားအခုတော့ဖျားတပြည့်တော်တနာယီတနာယီခွဲ9နာရီထိုင်ရတယ်ဆိုတော့ဖျားတပြည့်တော်ကိုကိုကိုလည်းဝန္တာပီတိဖြစ်ရပါတယ်ဖျားနောက်ပိုင်းကျတော့ရှင်များစိတ်ချုပ်မှုတော့လား မမဖေဟာအင်းရင်တော့ပါတယ်ဖေဟာချုပ်သွားတဲ့ဆိုတာတရားထိုင်တာရောနာယီရောကိုရောတရံရောလောကီပညာတိစိတ်တိချုပ်သွားမှာမမဖေဟာအဲ့လိုချုပ်သွားလားမမဖေဟာချုပ်သွားတဲ့ဆိုတာကိုကြံတဲ့ဆရာတော်များသိအောင်ရှင်းပြပါအောင်ဘယ်လိုချုပ်သွားတယ်လဲပထမပိုင်းဖြားလိုက်ပြီးတော့စိတ်ကစိတ်တည်တဲ့ယုတ်ကယုတ်တည်တဲ့အစောက်ဖြားလိုက်ပြီးတော့ဆရာတော်မိန့်တယ်လို့ပဲ စိတ်ကိုလွတ်ပါလွတ်ပါလွတ်ပါဆိုဘုရားတိပ္ပိဘောဘလို့လွတ်လွတ်လွတ်ရမှာမသိဘူးဘုရားဘလို့လွတ်ရမလဲခန္ဓာကိုယ်ကိုပုံချထားတယ်လို့စိတ်ထဲမှာထားပါပုံချကြည့်တယ်ဘုရားအဲ့ဒီမှာပဲတဝက်တယ်လေဖြစ်နေပါလေဘုရားတဝက်လေနဲ့ဘလို့လွတ်လွတ်လွတ်ရမှာလဲစိတ်ထဲမှာကိုယ့်ရဲ့နှလုံးသားကိုဘလို့ညစ်နေတယ်လဲအထထပြန်လဲတုံ့တက်တယ်ငါဘလို့လွတ်ရမလဲငါဘလို့လွတ်ရမလဲ နောက်တော့ဘုံဘုံချလိုက်တယ်ဗျာဘုံဘုံချလိုက်တဲ့အချိန်မှာလည်းညနေတော့အေးချမ်းသွားတယ်ဗျာအဲ့ဒါပဲလို့ဒီတော့မှတ်မိပါတယ်ဗျာအထက်နဲ့အောက်နဲ့တပိုင်းချင်းပြတ်သွားတာအရှင်ပြားဖြတ်တယ်လားသူ့အတူပြတ်သွားတယ်သူ့အတူပါဗျာဟောဟုတ်ပြီဒါတော့တပည့်တို့တဏှာဥသဘတဏှာဥသဘဆိုတော့တဏှာဥလိုက်တတ်တာမဟုတ်ဘူးမှန်ပါဗျာတဏှာအလိုကိုအာမပြီးတော့တာတဏှာကိုဆွန့်လွတ်တာနော်အဲ့တဏှာပေါ်တာကိုဒီစိတ်ကို သေအောင်တအောင်လိုက်တတ်တယ်ဆိုရင်မက်ကတတ်တယ်ဆိုတော့လိုက်တတ်နေတာမှန်ပါမလားမမှန်နိုင်ပါဘူးခင်ဗျာတဏသေးတယ်ဆိုတာတဏကိုအရှင်ပြတတ်လို့သေးကြလားတဏအလိုကို မလိုက်ရောလို့တဏသေးတာတဏအလိုကိုမလိုက်ရောလို့သေးတာပါခင်ဗျာအဲ့လိုဆိုဒီလိုတဏစိတ်ကိုလိုက်တတ်လို့ရပါမလားမရပါဘူးခင်ဗျာမရမမပါဗျာလိုက်တတ်လို့ရှိရင်လိုက်တတ်တဲ့တရားဖြစ်သွားမှာမဟုတ်မမပါဗျာအဲ့ဒီနေရာမှာအတိတ်ပဲကလေးကြီး အတိလေးတွေလွဲတာပေါ့ဗျာမှန်ပါဗျာတဏှာတတ်တယ်ကိလေသာတတ်တယ်ဆိုတော့လိုက်တတ်ကြတာပေါ့ဗျာတကယ်တမ်းကျတော့လိုက်တတ်တာမဟုတ်လိုက်တတ်လို့ရှိရင်လောကလည်းလိုက်တတ်နေတာပဲဝိပဿနာလည်းလိုက်တတ်နေတယ်ဆိုမှန်မှမှန်မှန်ပါဘူးဗျာအဲ့မမှန်တာကအမှန်လို့သွားရင်ယူလို့ရှိရင်အဲ့သာသနာပြည့်ပြီမှန်ပါဗျာဟုတ်ပြီနော်မှန်ပါဗျာအဲ့တော့ရှင်ပြားနေနဲ့တရားကျင့်မဲ့ယောဂီတွေတန်ဃာတွေဝိပဿနာကိုမကျင့်ကျင်တဲ့တန်ဃာတွေနဲ့တွေ့ရင်ရှင်ပြားဘယ်လိုတိုက်တွန်းလဲ တပည့်တော်လည်းပဲတရားအထုတ်ဖို့ရိတ်တာဝင်မှုဆိုရင်ဝေဝေးကနေပြီးပါတယ်ဗျာအခုလည်းပဲပြင်းရဲနဲ့ဆရာတော်ရဲ့နေရာဌာနကိုရောက်ရှိလာပါတယ်ဗျာရောက်ရှိလာတဲ့အခါမှာဘုရားသခင်ကလည်းတောင်းလာပြီးဆိုတော့ကြိုးစားပြီးကြင်ကြံပါတယ်ဗျာလိုက်နာပါတယ်ဗျာကိုကိုကိုလည်းအားပေးပါတယ်ဗျာဆရာတော်ဘုရားမြတ်တောင်းဒီလိုအတိညာဉ်ရရှိဖို့ပြင်ပြန်ပန်းပန်း လောဘဒဏ်တွေကိုကြင်ကြံပြီးတော့မှဓမ္မအလင်းတွေပေးတနာတယ်။ဘုရားတပည့်တော်တို့ဟာစနေရအတွင်းမှာဘလို့ဓမ္မအလင်းအောင်ရရှိဖို့ဆိုတာကောင်းကောင်းတဲ့လူတွေပဲ။ဆရာတော်ဘုရားမိန့်ကြားတယ်လို့ဆရာတော်ဘုရားတရားဓမ္မအလင်းကိုလိုက်ချတဲ့အခါတိပတိစာမယ်။စာတော်မှာထုတ်ပွားနေရလို့ဆရာတော်ဘုရားမိန့်ပါတယ်။တပည့်တော်တို့ဟာဖြင့်တိရွယ်နဲ့စားစရာမလိုပါဘူးခင်ဗျာ။ စာမပြီလဲထုတ်เสียမလိုပါဘူးဖေယျဒီတွက်ကြောင့်ခုကိုကိုအားပေးပါတယ်ဆရာတော်ဖေယျဟာပင်ပင်ပမနဲ့လောဘဒဏ်ကို ကြံ့ခိုင်ပြီးမှဓမ္မအလင်းတွေရှာဖွေခဲ့တယ်ဖေယျဒီတော်တို့စနစ်ရဲ့အထက်မှာဒလောဓမ္မအလင်းရရှိတာအမတန်မှကံကောင်းတာပဲမင်းကြိုးစားပါဆိုပြီးကိုကိုကိုလည်းအားပေးပါတယ်ဖေယျဆရာတော်ဖေယျရဲ့ကျင့်စဉ် ဒါတော့အဖြစ်ကျန်းနေလို့ဆိုကြပါတယ်ခင်ဗျာ။ကျန်းတန်းချင်းရဲ့အနောက်မှာလည်းပဲတိမ်ငွေချင်းတွေ၊ဝိညာဉ်ချင်းတွေအများကြီးခံစားမိပါတယ်ခင်ဗျာ။တို့တွေကြောင့်ဆရာတော်တန်ခါတော်ရှင်သူမြတ်များနဲ့ဓမ္မယောဂီများလည်းပဲဆရာတော်ဘုရားရဲ့လမ်းညွှန်ချက်ကိုလက်နာကျင့်သုံးပြီးတော့မှမိမိတို့ခံစားရရှိတဲ့ဓမ္မအလင်းတွေကိုမိမိတို့ရဲ့နေရာဌာနအတီးတီးမှာ ဓမ္မကိုလူလာကြတဲ့ဓမ္မမိတ်ဆွေတွေများကို လာရောက်လို့ပဲအေးချမ်းမှုတွေစွမ်းဆောင်နိုင်ပါစေလို့ဘုရားတိမိတော်တိုက်တွန်းပေးရစီဘုရားသာဓုယောဂိနမတ္တိယ39အကြည်တန်းရှင်မြတ်မဟာပလင်9နိုင်ချစ်တဲ့အခါမှာဒုက္ခဝေဒနာမှာတဏှာဒေါသတွေဖြစ်လာသေးလားဖြစ်လာတယ်ဖြစ်တယ်ဗျာဟုတ်ပြီ နောက်ပိုင်းကျတော့မဖြစ်တော့ဘူးလေမဖြစ်တော့ဘူးမှန်ပါမဖြစ်တော့စိတ်ကဘယ်လိုနေလဲစိတ်ကတော့တက်လာတော့တက်တာပါလေမှန်ပါစိတ်အနေမှာအခါတိုင်းနဲ့ပါထူးလေပေါ့ပါပေါ့သွားတယ်နောက်ပိုင်းကျတော့စိတ်တွေဖြစ်သေးလားဖြစ်တော့ဘာမှမသိတော့ဘူးခင်နောက်ပိုင်းကျအရှင်မအိတ်ငိုက်နေလားမငိုက်ပါဘူးခင်အိတ်လည်းမငိုက်ဘူးရှောက်တွေးနေတဲ့စိတ်တွေရရှိလားမရှိပါဘူးခင်တရားထိုင်တဲ့ခန္ဓာကိုယ်သိသေးလားမသိတော့ဘူးခင်နောက်ပိုင်းမသိတော့ အဲ့ဒါပညာချုပ်တာပါဗျာနော်ပညာနဲ့ရှင်နဲ့စိတ်တွေချုပ်တာအဲ့တော့ပညာနဲ့ရှင်နဲ့စိတ်တွေချုပ်တော့တရားထိုင်သူတရားအားထုတ်သူနောက်တော့ကနာယီအချိန်ကာလဒေသရှိသီးလားဘာမှဝင်မသိတော့ပါဘူးအင်းဌာနကာလမှလွတ်တာအဲ့လိုမသိတာစိတ်ဓာတ်သင်္ခါရလောကီကာမပညာတွေချုပ်သွားတာအရိဟာတွေချုပ်သွားပြီးတော့အရိယာနေရှေ့ဆက်ပြီးဓမ္မသမารီကိုတက်ရတယ် အဲ့တော့ဘာဖြစ်လဲဆိုအတိတ်စိတ်ချုပ်အနာဂတ်စိတ်ချုပ်ပြစ်စာယုံချုပ်ပြစ်စာတာရချုပ်နော်ဝိတက်ချုပ်ဝိစာရချုပ်ပီတိချုပ်ဒုက္ခချုပ်အဲ့လိုချုပ်တာပါဗျာညမနော်စိတ်တော့ရှိတယ်နော်တွေးလုံးလည်းမရှိကြံလုံးလည်းမရှိဘူးအတိတ်ကြောင့်လည်းမတွေးဘူးအနာဂတ်ကြောင့်လည်းမတွေးဘူးခန္ဓာကြောင့်လည်းမသိဒေါရငါးပေါက်ကြောင့်လည်းမရှိဘူးတိုင်းအိမ်ငိုက်နေတာလည်းမဟုတ်တွေးနေတာလည်းမဟုတ်ဘူးဟုတ်ပြီနော်ညမတိတိကလေးနေတယ်အဲ့ဒါလောကီကာမချုပ်ရအဲ့ကာမပညာချုပ်မှာ လောကီပရမယုံနံသွားလို့ရမယ်လောကီပရမယုံနံဒီလောကီကာမပညာမရှိဘူးကာမပညာမရှိတဲ့ပရမယုံနံကိုယူမဲ့စိကပညာမှတောင်းတင်နေလို့မရဘူးအဲ့တော့အရှင်မြတ်အဲ့လိုစိတ်မျိုးတအရင်တော့ချုပ်ဘူးလားမချုပ်ဘူးအောင်မချုပ်ဘူးအခုတရားဖြုတ်ပြီးတော့ဒီဘက်နေတာထိုင်တာအရှင်မြတ်စိတ်ဘယ်လိုနေလဲတော့ပါပြီခင်ဗျာအင်းဘောပဲဟုတ်ပြီအားလုံးသာလို့ခေါ်ကြပါဦးအာ